ချောင်းဆယ်ဆင်အလားပြိုင်ပွဲမှာဖျော်ဖြေရင်းနဲ့မထင်မှတ်ထားတဲ့အရာကြောင့်ဒဏ်ရာရရှိသွားခဲ့တဲ့ဖြူဖြူတွေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Selling Insider Page ကနေပြီးတော့ပရိသတ်ဒီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရစေရှင်ဖြူဖြူတွေကဒီနေ့သတင်းချုပ်ပွဲမှာဆိုရင်တော့ချောင်းဆယ်မျိုးရဲ့ရိုးရာဆင်အကမှာပါဝင်ဖျော်ဖြေခဲ့ရတာလည်းဖြစ်ပါတယ် ရွှေစင်မင်းသားလေးတွေအဖွဲ့မှာပါဝင်ပြီးတော့ဖြောပြဖို့နှားခံခဲ့ရတာဖြစ်ပါတယ်။ကျောက်ဆယ်စင်ရိုးရပွဲကလူအများကြိုက်တဲ့ပွဲတော်တစ်ခုဖြစ်တဲ့အတွက်ချင်းချင်းသေးကို လူတွေစီကားနေကြတာဖြစ်ပါတယ်။ဒါအပြင်ဖြူဖြူထွေးလို့လို့ဆယ်ရီတွေလည်းပါတာမို့ပွဲကိုတခဲနဲ့လာပြီးတော့အားပေးတဲ့သူတွေနဲ့စီကားနေကြတာဖြစ်ပါတယ်။ဖြူဖြူထွေးကသွားကားစားတော့အကောင်းဆိုပေမဲ့ပွဲကနေပြီးတော့ပြန်လာတဲ့အချိန်မှာတော့ အနာတရားတွေများခဲ့ပါတယ်။စင်ယုတ်တွေနဲ့ဖျော်ဖြေရင်းနဲ့ဒဏ်ရာတွေရရှိခဲ့တာဖြစ်ပါတယ်။ဖြူဖြူထေးကရှေးစင်မင်းသားလေးတွေအဖွဲမှာတရုတ်ပြအနေနဲ့ရှေ့မှာကပြရတာဖြစ်ပါတယ်။နောက်ကနေခင်ရနာဆိုးကအတန်နဲ့ပြောပေးတာဖြစ်ပါတယ်။ထမင်ကိုတော်တော်ဝေးပြီးတော့ပြင်ဆင်ပြီးတော့ကနေခဲ့ရတာဖြစ်ပါတယ်။ကျောက်ဆယ်စင်အကအတွက်ဖျော်ဖြေရတာက မလွယ်ကူလာပါဘူး။ဖြူဖြူထေးကတရုတ်ပြနေကြလဲမဟုတ်တဲ့အတွက် ညာကလေးကနေပြီးတော့တော်တော်လေးကိုကျင့်ထားခဲ့ရတာဖြစ်ပါတယ်တကောင်းမှမဖြောပြေဘူးတဲ့စင်ကဝဲကိုဖြောပြေရတဲ့အချိန်မှာဖြူဖြူထွေးရ တချက်မှလည်းအားမလျှော့ပါဘူးသူအနေနဲ့ညကလေးကနေတည်တည်ကြကြလေးကျင်းခဲ့သလိုမနက်ခင်းဖြော်ဖြေးတဲ့အချိန်မှလည်းတချက်မှကိုအမမခံဘူးဖြစ်ပါတယ်ဖြူဖြူတွေကအားချိုးမှန်တန်းနဲ့လေးကျင်းခဲ့တာကြောင့်နာရာကြောင့်မှ မသိနေခဲ့ပါဘူးဖြော်ဖြေးနေစားမဟုတ်တဲ့အတွက်တရုတ်ပြရင်းနဲ့ထီမီယာတွေလည်းရှိခဲ့ပါတယ်ဖြော်ဖြေးလို့ပြီးတော့တဲ့အချိန်မှတော့ဖြူဖြူတွေရဲ့ခြေထောက်မှာဒဏ်ရာတွေရရှိနေခဲ့တာဖြစ်ပါတယ် ဒူးကိုကွေးလိုက်ကားလိုက်နဲ့ရင်းသမားလေးတွေလိုကနေခဲ့တာကြောင့်ဒူးဆိုရင်လည်းတော်တော်လေးကိုပြဲဆုံနေခဲ့တာဖြစ်ပါတယ်ဖြူဖြူတွေးရသူ့ဒူးကိုသူမကြည့်ရဲလောက်အောင်တရားရသွားတာမို့စိတ်ဆင်းရဲနေခဲ့ရတာလည်းဖြစ်ပါတယ်အခုလောက်ထိခြေထောက်ကဆိုးဝါးသွားမယ်လို့လည်းမထင်ထားခဲ့တာကြောင့်လည်းဖြစ်ပါတယ်ဟိုတယ်ကိုရောက်တဲ့အချိန်မှာတော့သူ့ဒူးတွေကိုကွေးလို့မရတော့တဲ့အတွက်ဒူးအောင်မှာခေါင်းနဲ့ခံထားရတဲ့အထိကိုလှုပ်ခဲရတာဖြစ်ပါတယ်ဖြူဖြူထွေးက သူများအဖွဲအတွက်ကိုဖျော်ဖြေရဆိုရင်မဲ့သူ့ကိုငားရဲသူတန်အောင်လောက်တာဖြစ်ပါတယ်။အောင်ကျိုးမန်တန်နဲ့ဂျုံစားခဲ့တာမို့အဖွဲဘက်ကလည်းစိတ်တိုင်းကြားခဲ့ရပါတယ်။ဒါအပြင်ဖြူဖြူထွေးတို့ကတဘာဝနဲ့ညီအောင်တရုတ်ဆောင်နိုင်တာကြောင့်ဒီနေ့မှစူရလိမ့်မယ်လို့တောင်မှခံမှန်းနေကြတာဖြစ်ပါတယ်။ပထမစူရတဲ့အဖွဲကအကျောင်းဆယ်မျိုးမှာအတော်ဆုံးအဖွဲအဖြစ်ကိုချီးကျူးခံရတာလည်းဖြစ်ပါတယ်။ဖြူဖြူထွေးကတော့သူတအားကိုပင်ပန်းပြီးတော့ စ조사ထားခဲ့ရတာဖြစ်တဲ့အတွက်ကိုပထမဆုံးသာရသွားမယ်ဆိုရင်တော့အရင်ကိုပျော်ရွှင်သွားမှလည်းဖြစ်ပါတယ်အခုဆိုရင်တော့ဖြူဖြူထွေးရဟနယ်ပယ်စုံအတွက်ဖြောဖြေးပေးနေတော့တဲ့အထီကိုဗတ်စုံထူးချွန်လာခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်ကလည်းတော်တယ်လို့ဟာသာလို့ပြီးတော့ပြောဆိုတတဲ့အတွက်ပရိသတ်တရားစိုင်းနေတတ်နေရတာလည်းဖြစ်ပါတယ်။ဖြူဖြူထွေးကိုကျောင်းဆယ်မျိုးကလူတွေကလည်းသဘောကျပြီးတော့နှစ်သက်နေကြပါတယ်။ ဖြူဖြူထွေးရကားပြဖြောပြတာတွေကိုနေပူတွေကနေကြည့်ပြီးတော့အားပေးခဲ့ကြပါတယ်။ဖြူဖြူထွေးရဒီနေ့မှာအလုပ်တွေနဲ့သာသတင်းချို့ကိုဖျက်ဆီးနေတာဖြစ်ပါတယ်။လာပြီးနေကြရင်လည်းသူမကိုဖြောပြဖို့ငားထားတဲ့အတွက် ဖျော်ဖြေပေးအောင်မှဖြစ်ပါတယ်။သတင်းကျွန်းမှာအလုပ်တွေနဲ့ပြည်နေတာမို့ရှေ့ရက်ကလေးကနေမိဘတွေကိုလည်းကြော့ထားခဲ့တာပါ။သတင်းကျွန်းရောက်ပြီဆိုရင်ဖြူထွေးရမိဘဆွေမျိုးတွေကိုငွေရင်းနဲ့အကုန်လုံးကြော့တာဖြစ်ပါတယ်။မိဘတွေတင်မကပဲအကုန်မတွေကိုလည်းကျေးဇူးတိတက်ပြီးတော့ကြော့တတ်တာကြောင့်ပြည်သက်တွေကတော့ဖြူဖြူထွေးကိုချီးကျူးနေကြတာလည်းဖြစ်ပါတယ်။ ကျောက်ဆယ်စင်ကဝဲမှာဖြူဖြူတွေးဖြူဖြူတာကောင်းတယ်လို့ထင်လားဆိုတာပရိသတ်ကြီးရဲ့အမြင်ကိုလည်း comment လေးထဲမှာပြပြပေးပါဦးအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်